မြန်မာနိုင်ငံမှာစစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်အရေးယူရန်ပြက်ကွက်နေတာကြောင့်ကျောင်းမက်ခွဲရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမကြီးဦးကျော်မထွန်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလာ၁၄ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာအကျဉ်း၈၀မြောက်ကုလသမဂ္ဂထွေထွေညီလာခံ ဥပဒေရေးရာကော်မတီစက်သမားကော်မတီရဲ့အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ်87လူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုများကောင်းစင်တဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မထွန်းကအထွေထွေဆွေးနွေးပွဲအတွင်းမှာပြောဆိုလိုက်ခြင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံအပေါ်ဝင်ကမ္ဘာနေရာအနှံ့မှာလူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုများဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီးလူသားမျိုးနွယ်အပေါ်ကျိုးလွန်တဲ့ရာဇဝတ်မှုတွေကိုအပြည်ပြည်ဆိုင်ရာတိုင်ဝန်က ပြသားစွာတုံ့ပြန်အရေးယူဆောင်ရွက်ရန်ပြက်ကွက်နေခြင်းရဲ့အကြောင်းမဲ့ဖွယ်ရနောက်ဆက်တွဲအကျိုးဆက်တွေကိုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကထင်ရှားစွာလက်ဟပြသနေတယ်လို့ဆိုပါရယ်၂၀25ခုနှစ်စက်တင်ဘာလအတွင်းကလူအခွင့်အရေးကောင်စီတို့တင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးရန်ရရရဲ့အစီရင်ခံစာမှာအကြမ်းဖက်ဆဲအုပ်စုကကျူးလွန်နေတဲ့ရာဇဝတ်မှုများပုံမပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရင်ဖွယ်ရအထောက်အထားများနဲ့ဖော်ပြထားကြောင်းတာဝန်ကြီးကပြောဆိုထားပါရယ်အကြမ်းဖက်ဆဲအုပ်စုက ၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုတောင်းဝင်ခံမှုမှရှောင်ရွက်ရန်ကြံစီ၍တရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စီရင်ရွေးချက်နဲ့အထူးရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေတယ်လို့လဲဆိုပါတယ်။တရားဝင်မှုကိုအထူးရောက်ဖန်တီးရန်ကြိုးပမ်းမှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကျူးလွန်သူတွေကိုအပြစ်ပေးခံရမှုမှကာကွယ်ပေးနိုင်မှာမဟုတ်သလိုအကာအကွယ်မပေးတင်တာကိုသတိပြုရန်လိုအပ်ကြောင်းလဲတန်မကြီးကထောက်ပြထားပါတယ်။လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကို အပြည်ပြည်ဆိုင်ရာရာသွေးခုံရုံနဲ့အခြားသောသက်ဆိုင်ရာတရားစီရင်ရေးရန်ရာများရဲ့တင်းလျော်တဲ့တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့်အပါအဝင်အပြစ်ပေးအရေးယူရမှာဖြစ်ပြီးအချမ်းဘတ်စေအုပ်စုကစီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုပြသစွာပယ်ချပြစ်ဖို့နဲ့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ရင်း Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးမျှတတဲ့အနာဂတ်ကိုရရှိစေရေးတို့အတွက်မြန်မာပြည်သူများရဲ့ကြိုးပမ်းမှုများမှာ ခိုင်ခိုင်မာမာ အတူတကွနီလန်းအားလုံးကိုအသုံးပြုရရည်တည်ပေးကြဖို့ အပြည်ပြည်ဆိုင်ရာတိုင်ဝမ်နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတမ်မကြီးကတောင်းဆိုလိုက်တာဖြစ်ပါတယ်။စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းအကြမ်းဖက်စစ်တပ်ကခွဲခြားမှုရှိ၄ကြောင်းတိုက်ခိုက်မှုပေါင်း၃944ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်း၄135ဦးဆုံးရှုံးခဲ့ရကောင်းကျောင်းဆေးကနဲ့ဘာသာရေးအဆောက်အုံတစ်ထောင်ကျော်ပါဝင်ပုဂ္ဂလိကအဆောက်အုံပေါင်း၃သိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့ အစိုးရအပြုံလိုက်တက်ဖြတ်မှု452ကြိမ်ကျူးလွန်ထားပြီးကလင်းငယ်ရာကနန်းအပါအဝင်အရသား4863ဦးသေဆုံးခဲ့ရတယ်လို့လဲဆိုပါတယ်အကြံဖက်စစ်တပ်ကတရားမဝင်တင်းကျပ်စစ်သားစုဆောင်မှုပေါင်း1618ကြိမ်ကျူးလွန်ခဲ့ပြီးအရွယ်မြောင်သေးသူများအပါအဝင်လူပေါင်း3000ကျော်ကိုအတင်းကျပ်စစ်သားစုဆောင်ခဲ့ကြောင်း2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ဗုဒ္ဓဘာသာဝင်တို့ရဲ့နေတုနေ့မြတ်မှာပဲအကြံဖက်စစ်တပ်ကစကိုင်းတိုင်းဒေသကြီး6ဦးမြို့နယ်မှာ လူစုလူဝေးတွင်ကိုလူမဆန်သောလေကြောင်းမှတိုက်ခတ်ခဲ့ပြီးကလေးငယ်များပါဝင်အရသား20ခန်းအသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာဒဏ်ရာရရှိခဲ့တယ်လို့တမ်မကြီးကပြောဆိုထားတာပဲဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများနဲ့စစ်ရာဇဝတ်မှုများကျူးလွန်နေရမှာချင်း၊ကချင်း၊ကရီနီကယာ၊ကရင်၊ရခိုင်၊ရှမ်း၊စကိုင်းနဲ့မကွေးတိုင်းဒေသကြီးများရှိ အရသာများပေါ်ခွဲခြားမှုမရှိဘဲပြစ်ခတ်တိုက်ခိုက်တဲ့လေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများတိတိတသားများပြားလာခြင်းနဲ့စနေတကြညံပန်းနှိပ်စက်မှုများလေရင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကလေးငယ်များအပေါ်တွင်လူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုများရှိနေတယ်လို့တမ်းမကြီးကရှင်းပြထားတာပဲဖြစ်ပါရယ်ခင်ဗျာရခိုင်ရုံးမရှိချမ်းပဲခူးတိုင်းဒေသကြီးပရောင်းမြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပ္ပဆာ16နီးမှာ အကြံဖတ်စစ်တပ်ရဲ့အခိုင်မာတိစောက်ထားတဲ့ကာကင်စခန်းတစ်ခုကိုအာရခတတော်အေးနဲ့ဖူပေါင်းတပ်တွေကအော်တိုဝါလာ၁၄ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာအကြံဖတ်စစ်တပ်ရဲ့အမျိုးသမီးများအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိထားပြီးစစ်သား40ကျော်တေဆုံးကလက်နက်ခဲယမ်းများပါသိမ်းဆည်းရမိထားတယ်လို့စစ်ရေးသတင်းမြစ်တူကအတည်ပြုပြောဆိုထားပါဗျ။ကာပါစာ၁၆ရဲ့အပြည့်အဝမှာရှိတဲ့ရင်ကလေးကနေအခိုင်မာတိစောက်ထားတဲ့စခန်းကုန်းကိုအေးနဲ့ဖူပေါင်းတော်လိုင်းတပ်တွေကတိုက်ခိုက်တာပါ။ အဲ့ဒီစခန်းကုန်းထဲမှာအရင်ကတည်းကစစ်တပ်မိသားစုဝင်နေနေတာပါမနေ့ကအဲ့ဒီစခန်းကုန်းကိုသိမ်းပြီးမိသားစုဝင်တွေဖမ်းမိတာအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်လို့ပြောပါတယ်အဲ့ဒီကာကင်စခန်းကကာပါစာ16ဆက်ယုံအားကာကွယ်ဖို့အထက်ထက်ချထားတဲ့ကာကင်စခန်းများတစ်ခုတစ်ခုဖြစ်ပြီးကာပါစာ16ကိုမရောက်ရှိခင်ရခင်ကတည်းကအခိုင်အမာတည်ရှိတဲ့စခန်းကုန်းတစ်ခုဖြစ်တယ်လို့ဒေတာကံတွေကပြောပါတယ်တိုင်ပွဲတွေအတွင်းအချမ်းဖက်စစ်တပ်က40ထက်မနည်းတည်ဆုံပြီ လက်နက်ခဲယမ်းအများအများကိုလည်းတင်စီရမိထားတယ်လို့မြေပြင်သတင်းမြစ်တူကပြောပြထားပါတယ်။ဒေတာကတော့40ထံမှနေပဲလက်နက်တွေလည်းအများကြီးရလိုက်တယ်လို့ဆိုပါတယ်။ရခိုင်ရုံးမအောက်ခြေရှိမတုံရွာနီးကကပ္ပဆာ16ကဘုံဒီအမျိုးမျိုးခဲယမ်းမျိုးမျိုးထုတ်လုပ်နိုင်ရန်ရန်အတိကချက်တဲ့ကပ္ပဆာဆက်ရုံတစ်ခုဖြစ်ပါတယ်။ရခိုင်ရိုးမနဲ့ထိဆက်နေတဲ့ဗရောင်းမျိုးနယ်အတွင်းမှာကာဝေးရေးပစ္စည်းဆက်ရုံ9ရုံရှိပြီးအာရခတက်တော်နဲ့ဘူဝမဟာမိတ်တပ်ဖွဲ့များရဲ့ထိုးစစ်မှာကာပါဆာဆက်ရုံများအနီးကိုတဖြည်းဖြည်းရောက်ရှိလာပြီလို့လည်းသိရပါဗျ။ ပရောင်းမြို့နယ်အပိုင်းအုတ်ရှိပင်မြို့ကမြန်ရွာမှာကပ္ပဆာ9ညောင်ချီတော်ကြီးရွာမှာကပ္ပဆာ6ညောင်ချီတော်ဆက်ယုံနယ်တစ်ဆက်ထဲမှာကပ္ပဆာ3မတုံရွာနီးမှာကပ္ပဆာ16ပသိမ်မုံရွာလမ်းပိုင်းနီးမှာရှိတဲ့အုတ်ရှိပင်မြို့နယ်ကြောက်ကူးကြီးရွာမှာကပ္ပဆာ9တို့ရှိပြီးအဆိုပါဆက်ယုံမြို့မှာလက်ရှိချင်းချောက်ခံရတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်တယ်လို့လဲစေးလီလာတုံးသက်သူတွေကပြောဆိုထားပါတယ်။နယ်ရီကန်တော်စခန်းမှာလဲစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေးအေးပူးပေါင်းတပ်ဖွဲ့တို့ကြောင့် ဂုံကြီးရွာနီမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အာရခတက်တော်ဝိုင်းရံပိတ်ဆို့ထားတဲ့နေကန်တောင်လီချောင်းရံကာကွယ်ရေးစခန်းကိုထိုးဖောက်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့အာရခတက်တော် AA ဦးဆောင်တဲ့ဒေါ်လိုင်းပေါပေါင်းတက်ထို့အကြောင်းဂုံကြီးကြီးရွာနီမှာအပြင်းထန်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာအင်အား300ခန့်ပါဝင်ပြီးဂုံကြီးကြီးရွာရှိဖက်မှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်လို့သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းကထိုးဖောက်ဝင်ရောက်လာတယ်။အေအေဘက်ကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းနေတယ်။ခုံကြီးရွာအရှိဘမှာတိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတုံးပါလို့ပြောပါရယ်။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတော့လဲအကြောင်းဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိမှုကိုမသိရသေးကြောင်းနဲ့စစ်တဲ့စစ်ကြောင်းမှာလေကြောင်းပစ်ကူများနဲ့ထိုးဖောက်နေတော့လဲလက်ရှိနေရာကနေရှေ့မတိုးနိုင်ပဲဖြစ်နေတယ်လို့လည်းသိရပါရယ်။ဇင်ပြုံရွာကပ္ပဆဆလိနဲ့အမြောက်ကြီးတဲ့စုံကုန်းမှာတဲ့ရင်အားတွေကိုပြန်လဲစုဖွဲ့ကအင်အား300ခန်းကစစ်ကြောင်းများခွဲပြီးနေအိမ်ကံဘက်ကိုတက်လာရမှာ။ ။ဂုံကြီးရွာနဲ့မြေလက်ရွာပတ်ဝန်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်။နိုင်ငံတောင်လေကြောင်းရံကာဝေးပြူဝါစကန်ကိုအာရခတတော်ဦးဆောင်တဲ့ဒေါ်လိုင်းတက်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားခဲ့ဖြစ်ပြီးစစ်ကောင်စီတပ်ကနိုင်ငံအနီးဝန်းကျင်ကိုလေကြောင်းကနေအဆက်မပြတ်ပုံကျဲမှုတွေဇက်တိုက်လုံဆောင်နေတယ်လို့လည်းဆိုပါရယ်စစ်တပ်စစ်ကြောင်းကအဓိကနိုင်ငံတောင်သားကိုမရောက်ရင်တောင်အခုရောက်နေတဲ့နေရာကနောက်မဆုတ်ပဲနေနိုင်တယ်နိုင်ငံတောင်ကိုသူတို့စစ်ကိုရောက်အတွက်ပြင်ဆင်နေပုံရတယ်လို့မြေပြင်စီးနှိစက်သူတို့ကခံမှန်းပြောဆိုထားတာဖြစ်ပါရယ် နိုင်ငံပြွာကုန်းနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအာရကတတော်ပြောခွင့်ရသူဥခိုင်ဒုက္ခအားဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးလက်ရှိအချိန်ထိတော့တစုံတရာအကြောင်းပြန်ထားခြင်းမရှိသေးပါဘူး။ကုတ်ကြီးပတ်ဝန်းကျင်နဲ့မြေလက်ပတ်ဝန်းကျင်တို့မှာစစ်ကောင်စီရဲ့အထိုင်ကုန်းအချို့ကျန်းရှိနေသေးပြီးအေအေနဲ့ပူးပေါင်းတပ်တို့ကလည်းပျောက်ကြားစစ်နဲ့လှုပ်ရှားတိုက်ပွဲဖော်ဆောင်နေတယ်လို့သိရပါဗျ။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကနိုင်ငံတောင်ကျောတစ်ခုလုံးကိုထိ ंछ ုပ်ထားပြီးရိခါတဲဆောင်ရေးလမ်းကြောင်းတစ်ခုလုံးကိုဖျက်တောက်ထားတာကြောင့်စစ်တပ်က ။နေကံပြူဟာကုန်းကိုလေချောင်းကနေတဆင့်လေဒီများနဲ့လက်နက်ခဲယမ်းများနဲ့စားနပ်ရိက္ခာတို့ကိုနေစဉ်ဆိုသလိုပို့ဆောင်နေရတယ်လို့မြေပြင်စည်ရေးသတင်းမြစ်တွေထံကသိရတာပဲဖြစ်ပါရယ်ခင်ဗျာ။